爸爸、嗯嗯啊，我跟你出去，咱先来摘木西的。嗯。对，他妈弟弟抄罗伊啊爸，弟弟抄罗伊。阿龙，我还没来，爸爸。 ီနေ့ညမှာတော့မြန်မာနိုင်ငံမှာရှိတဲ့မတန်ရှင်းတဲ့အစားအသောက်တွေလူမြင်မသင့်တော်အောင်ပြုလုပ်ထားတဲ့အစားအသောက်တွေချင်းထည့်နေတဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီးတော့ video file တချို့ကို တင်ပြပေးလိုက်ပါတယ်ဒီ video file လေးတွေကိုတင်ပြပေးရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့အစားအသောက်တွေကထုတ်လုပ်မှုပုံစံတွေမှာအင်မတန်ကိုတန်ရှင်းမှုအားနည်းပါတယ်တန်ရှင်းမှုအားနည်းတဲ့အပြင်ဟိုမှအမြင်မသင့်တော်တဲ့ပုံစံတွေနဲ့ထုတ်လုပ်ကြတယ်ရောင်းချကြတယ် အဲ့ဒီထဲမှာတချို့ကျွန်တော်တို့မြန်မာတွေကြိုက်ကြတဲ့အစားအသောက်တချို့ကိုကျွန်တော်ပြန်ပြီးတော့ reaction လုပ်လိုက်ပါတယ်အပြုသဘောနဲ့ reaction လုပ်တာဖြစ်ပါတယ်ကောင်းစေခြင်းနဲ့စေတနာတန်တန်နဲ့လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဘသူဘသူမှထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူးဗျာဟုတ်ကဲ့ပါကျွန်တော်တို့ပထမဆုံးအနေနဲ့ဗီဒီယို file လေးတစ်ခုကိုအရင်ကြည့်ကြရအောင်လောကိုရာတော့ကျွန်တော်တို့ရဲ့ မမကြီးပေါ့ဗျာဒါလေးကတော့ညီလေးပေါ့ဗျာညီလေးမှာဟုတ်တယ်အရွေးဗျာနော်ကျန်တဲ့ကလေးတွေဖြစ်ပြန်လာလို့လေးနဲ့တော်ရတာပါလားငွေရလဲရမ်းကြိုက်ပါဒါမျိုးမဟုတ်ခုတလောခုနောက်ပိုင်းမှာဒါမျိုးမဟုတ်ဒီခုနောက်ပိုင်းမှာနည်းနည်းတော့ရှားသွားပြီဗျာနော်အဲ့တော့ထုတ်လုပ်တဲ့ပုံစံတော့မြင်တဲ့အတိုင်းပဲဖြာချမ်းကြီးပေါ်မှာအည်ဒီနဲ့ဓာမျိုးပေါ်မှာပုံလေးတဲတွေပုံတော်တော်တဲတော်တော်နဲ့လုံနေတာ အဲ့ထက်တော့ပို့ပြီးတော့တန်ရှင်းတင်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အစားတောက်ဆိုတာဖိုက်ထဲကိုဒါရိုက်ထဲ့တဲ့အရာတွေဗျာအဲ့တော့လက်ဆက်ဖို့တန်ရှင်းဖို့လိုတယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုမျိုးကြီးဖြာချမ်းကြီးပေါ်မှာ ကော်နီယေကြီးကတ်ပြီးတော့ဒီလိုမျိုးအရေးကြီးလောင်းပြီးတော့ထုတ်လို့တာတော့မကောင်းဘော်လေနော်ဒီထက်ပို့ပြီးတော့တန်ရှင်းဖို့လိုပါလေအရသာတော့ကောင်းပါတယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်ပါဦးမယ် 江湖人定内地风，春路归家山里高楼，万里不敌的风不打翻。给，恭喜阿路，恭喜你路，恭喜别人的下的马路。ကုန်းကိုခြေပွားလေးပေါ်တင်ပြီးတော့စီနေတာပါဗျာနော်ဘာပဲပြောပြောစီစီကြီးလေးရတာပေါ့လေနော်ခုံတွေပါလေမလို့ဘူးခြေထောက်ပါရင်စီလို့ရပြီဟလာခြေပွားလေးနဲ့ဆိုတော့အလုံးမလျှော့ဘူးပေါ့ဗျာနော် ဲ့တော့ကွန်းဆရာတို့စားပို့ပြီးစားကောင်းပါပါကွန်းဘရင်ဖြစ်ခြင်းနဲ့ကွန်းဆရာတွေပို့ပြီးတော့စားကောင်းပါပါကြောင်ဟန်ရည်ရဲ့တော့နေစိုက်ရဲ့ဘာပဲဖြစ်စေဒီတွေ့ကြရလို့လမ်းပန်းပတ်တည်ရင်ဟန်နာပိသူကောင်ကလည်းသူပဲလားတော်တော်ကြည့်ကြရပါရဲ့ ်မာပြည်မှာကွန်ဆာနှုတ်အရင်မြင့်နေမျိုးသားတော်တော်များများကွန်ဆာတဲ့သူတွေများကြတယ်အဲ့ဒီအထက်မှာမှဒီနောက်ပိုင်းအွန်လိုင်းမှာကွန်ဘရင်လူတဲ့ပြဿနာနော်ကွန်တွေကိုတယောက်နဲ့တယောက်နဲ့အပြိုင်ဆိုင်စားပြကြတာပေါ့ကွန်ရက်တွေကိုအဲ့လိုခြေပွားလေးပေါ်မှာစီပြီးတော့ရောင်းချတာစားကြပါကောင်းပါလေအဲ့တော့ပြောချင်တာကတော့ဒီထက်ပိုပြီးတော့တန်ရှင်းတက်ရအောင်စီးလို့ရပါတယ်နော်ဒီလိုမျိုး ခြေနှင်းဘက်ထဲမှာချပြီးတော့ခြေဘွားပေါ်မှာတင်ပြီးတော့ခြေထောက်ပေါ်မှာတင်ပြီးတော့စီးစရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကွန်ရွက်ဆိုတာလူသူမရွေးရဟန်းရှင်သူမရွေးစားသုံးတဲ့အစားအသောက်ဖြစ်နေတယ်အဲဒါကြောင့်ဒီတက်ပို့ပြီးတော့အမြင်သင့်တော်အောင်တန်ရှင်းတက်ရအောင်လုပ်ဖို့လိုတယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်ပါဦးမယ်မြင့်ချင်ကြိုက်တဲ့သူတွေအတွက်ပေါ့နော်စားကြမလားမြင့်ချင် ကျမတို့တကားမဆဆေးရဆေးရဆေးရကြည့်အောင်ကြည့်အောင်ပဲကြည့်ရအောင်တင်းလောက်တဲ့မြင့်ချင်မစားပါနဲ့ဒီလိုမျိုးဒီလိုမျိုးမြင့်ချင်တော့မစားရရင်ပဲစီးစားတော့ဘူးတော်ပါပြီတငယ်ချင်းတို့ကစားကြအောင်မလားမြင့်ချင်ကဲမြင့်ချင်သိကြိုက်တာဗောကျွန်တော်တို့မြန်မာတွေမပြည့်ရည်လေးနဲ့မြင့်ချင်လေးနဲ့မပြည့်ရည်လေးနဲ့မြင့်ကျော်လေးနဲ့ နော်သမင်းဝိုင်းမှာအဲ့တော့ဒီလိုထုတ်လုပ်ပုံတွေတွေ့ရင်ခင်ဗျားတို့စားချင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်လဲတင်ပြပေးလိုက်တာအဓိကထုတ်လုပ်တဲ့သူတွေလဲပြုပြင်ဖို့လိုသလိုစားသုံးတဲ့လူတွေလဲတတိထားဖို့လိုတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုဖိုင်တွေကို reaction လုပ်လိုက်တာအဲ့တော့ကျွန်တော်မြန်မာတွေအကြိုက်ညစ်ချင်နေဝသားလေးနဲ့ရောမယ်ဟာလာညစ်ကြော်မယ်မပြည့်တိုးစရာနဲ့စားမယ်အဲ့တော့မြင်တဲ့အတိုင်းပဲထုတ်လုပ်တဲ့ပုံစံတွေကတရှင်းလက်ဆက်မှုကတော့မရှိ စ်တယ်လို့ထုတ်ထားတာဓာတ်ရုပ်ဆေးတွေနဲ့ဘာတွေနဲ့ရောပြီးတော့လှုပ်ထားမှန်းလဲမသိရအောင်ဗျာအဲတေကြတာတခုကတော့ယောဂမျိုးစုံဖြစ်မှာတော့တေကြတယ်အဲသူများစီးပွားရေးတုံးနဲ့ထိုးတာတော့မဟုတ်ပါဘူးကျွန်တော်စာပိုင်းမှာပြောခဲ့သလိုပဲဗျအဲ့တော့အပြုသဘောပါပဲထုတ်လုပ်တဲ့သူတွေလည်းဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ထုတ်လုပ်မှုဖြစ်အောင်စားသုံးတဲ့သူတွေလည်းတတိထားဆင်ခြင်နိုင်အောင်ပါဟုတ်ကဲ့ပါနောက်တစ်ခုကြည့်ပါဦးမယ်ဒါကတော့မြန်မာနိုင်ငံမှာတရက်ချင်းထုတ်လုပ်နေတာပဲဖြစ်ပါတယ်တရက်ချင်းတုတ်ကလေးအကြောင်းမှာတရက်ချင်း ကျွန်တော်ဒီပို့မြင်ပြီးတဲ့နေရာဆိုတရချင်းလုံးဝမစားတော့တာဘူးရှင်အဲ့တော့တရချင်းတုတ်ကလေးနဲ့ငပိတောင်းလေးနဲ့ဟလာတရချင်းတုတ်ကလေးနဲ့ငပိတောင်းလေးနဲ့ကျွန်တော်တို့မြန်မာတွေတိတ်ကြိုက်တာပေါ့နော်အဲ့တော့ထုံးလုံးမှုပုံစံတွေကတော့မြင်တဲ့အတိုင်းပဲဗျပြောစရာစကားမရှိတော့အောင်ပဲနော် ။သတိထားစားကြပါ။ဒါလည်းကြည့်ပါဦးမယ်။တိုင်းရှင်းလက်သက်မှုရှိတာ။ဇီးယိုထုတ်တာ။ခြေတော်ကြီးနဲ့နင်းပြီးတော့နော်။အမဇီးဒီထုတ်လို့ရပါလို့ဇီးဒီထုတ်လို့ရ။မရိုင်းတာနော်။စားတော့တယ်။မလုံးတင်တာ။မလုတ်တင်တာလေ ိတ်ကြိုက်တာဗောကျွန်တော်တို့လည်းအရင်ကဇီးယိုဇီးယိုလေးများစားရရင်ဟဲ့လားအဲ့တော့ဒီလိုထုတ်လုပ်တဲ့ပုံစံတွေကတော့အမြင်မသင့်တော်သလိုမဖြစ်လဲမဖြစ်သင့်ပါဘူးเนาะစားစရာတောက်စရာတွေကိုဒီလိုမျိုးခြေောက်တွေနဲ့နင်းတာတော်တော်ဆိုးတယ်ဗျမြန်မာတွေတော်တော်များများအဲ့လိုလုပ်ကြတယ်အရင်ကလည်းကျွန်တော် channel မှာ တင်ခဲ့ဘူးပါလေဒီလိုစားတောက်တွေကိုဒီလိုခြေောက်တွေနဲ့နင်းတာ哦 ဒါလည်းဇီးကိုထုတ်တာလည်းဗျာခြေောက်ကြီးနဲ့နင်းပြီးတော့ဒါတွေကမဖြစ်သင့်ပါဘူးเนาะဟုတ်ကဲ့ပါကျွန်တော်ကတော့ပြုသဘောအနေနဲ့မတန်ရှင်းတဲ့စားတောက်တွေမြင်မသိတော့တဲ့စားတောက်တွေကိုစူးစီးပြီးတော့တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့နောက်ဆုံးဗီဒီယိုလေးကိုကြည့်ပြီးတော့ဒီဗီဒီယိုလေးကိုအဆုံးသတ်ခြင်းပါတယ်အဲ့တော့မြေဘဲကုံခွာနေတာပါ။ဇက်ကလေးနဲ့ကိုက်ကိုက်ပြီးခွာတာပေါ့လေနော်။ ပြီးရင်မြေပဲဆန်လေးနဲ့စီကြိတ်ချင်းကြိတ်မယ်မကြိတ်ချင်းရင်မြေပဲဆန်လေးနဲ့ဖင်းချက်မယ်ပေါ့အဲ့တော့ခွာဝန်ခွာနီးလေးကတော့ကြပြဆန်တယ်ဗျာနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ